မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဆလဗီရာညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်မလ12ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန် တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအဖို့ချင်းတွေကတော့နေပြည်တော်မှာ38ဒီဂရီဆက်စီယပ်100ဒီဂရီဖာရန်ဟိုင်းရှမ်းကုန်းမြို့မှာ39ဒီဂရီဆက်စီယပ်102ဒီဂရီဖာရန်ဟိုင်းနဲ့မန္တလေးမြို့မှာ39ဒီဂရီဆက်စီယပ်69ဒီဂရီဖာရန်ဟိုင်းတို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုးတိုးမှဖယ်ရရှိတဲ့ပေါ်အရာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ကင်းစင်တလောက်ရှိနေပြီကပလီပင်လယ်ပင်နဲ့ကျန်မင်္ဂလာပင်လယ်အော်တို့မှာတိမ်နေငယ်မှာတိမ်တစ်တစ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္လာညနေသားကြီးမှာမိုးတိမ်တာများဖြစ်ထွန်းမှုကကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားနေရာတခြားမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်တတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အစ်တမတိမ်တို့ထက်နေပြီးကျန်ဒေသတွေမှာတိမ်အနေငယ်ဖြစ်နေတာကိုတွေ့ရပါတယ်မြမပင်လေပြင်းမှာလိုင်းနေငယ်မှာလိုင်းအစ်တင်ရှိပါမယ်လိုင်းမြမမြမကံယူတဲ့တခြားနဲ့ကံလွန်ပင်လေပြင်းတို့မှာ၄ပင်မှာ၆ပင်ကံရှိနိုင်ပါတယ် နက်ဖြန်မွန်းတဲ့ချိန်ထိခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့စကမ်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမွတ်ထစ်ကျုံရွာပါမယ်။ချင်းပြည်နယ်စကမ်းတိုင်းဒေသကြီးအောက်ပိုင်းပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာတိမ်သစ်တစ်ဖြစ်ထွန်းပြီးရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအပြားဖြစ်သက်ရပါမယ်။ နေပြည်တော်နဲ့နေတော်ဝိုင်းမြန်ပြန်အတွက်မူလဝတ္ထချင်းနေခံမှန်းချက်မှာအများအပြားသိရပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ27ဒီဂရီဆက်စီယံ80ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတော်ဝိုင်းမြန်ပြန်အတွက်မူလဝတ္ထချင်းနေခံမှန်းချက်မှာလည်းအများအပြားသိရပါမယ်အမြင့်ဆုံးမူချိန်မှာလည်း38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့ အနေဆုံးမူချိန်မှာလဲ20ဒီဂရီဆက်စီယံ80ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းနေပြန်တွင်မူလဝတ္တအခြေအနေခံမှန်းကြမှာလဲအများအဖြစ်သာရပါမယ်။အမြင့်ဆုံးမူချိန်မှာလဲ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးမူချိန်မှာ19ဒီဂရီဆက်စီယံ66ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းကြများအနေနဲ့ကတော့ကချင်ပြည်နယ် ဆက်ကနေနေသားကြီးရဲ့ထပ်ပိုင်းနဲ့တင်းတင်းတိုက်တဲ့နေသားကြီးတို့မှာနေရာကွက်ကြားမှုတစ်ချုံရပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။